CNA ဒရနာကိုနာတော်ရစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆော့ဖာလို့နှုတ်ခွန်းစတာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်အပိလာ18ရက်နေ့ CNA ရဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်တော်ဆော့ဖူဘွားကအစီအစဉ်မူအဖြစ်တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ကြားမဲ့တဲ့တွေကတော့စက်ကောင်စီကကြောက်တော်ကို၄ချိန်တိုင်တိုင်ပုံကျဲလို့အရက်သား2ဦးတေ20ဦးတန်ရာရခဲ့တယ်ဆိုတဲ့တဲ့။ တန်တွဲကနေရက်ပြန်ခွင့်မရသေးတဲ့ဆစ်ဆောင်1000ကျော်စားဝတ်နေရေးခက်ခဲနေတယ်ဆိုတဲ့တဲ့င်အပြည့်ရက်ကာလမှာလေကြောင်းတိုက်ခိုက်မှုလုပ်တာဟာလူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီပဲဂျနီဘာစာချုပ်ကိုချိုးဖောက်တာလို့ HDCO ပြောဆိုလိုက်တဲ့တဲ့င်စစ်ကောင်စီရဲ့နေပြည်တော်အေလာလီတက်စခန်းကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့တဲ့င်အပြင်တခြားစိတ်ဝင်စားစရာတဲ့င်တွေကိုဒီနေ့မှကြားမှာလည်းဖြစ်ပါတယ် ရမဆုံးကြားမဲ့တရင်ကတော့စက်ကောင်စီကကြောက်တော်ကိုလေးချိန်တစ်တိုင်ပုံချဲလို့အရသားတဦးတည်20ဦးတန်ရာရခဲ့တဲ့ဆိုတဲ့တရင်ကိုကြားမှာပါကြောက်တော်မျိုးကိုစက်ကောင်စီကလေးချောင်းကနေတဆင့်လေးချိန်တစ်တိုင်ဘုံအလုံးကြီး10ကြော်ချက်ချတ်ခိုက်ခဲ့တာကြောင့်အရသားတဦးတည်ဆုံးပြီး20ဦးထက်ကတန်ရာရှိခဲ့ရတယ်လို့ဒေသတွင်တရင်အရင်မြစ်တွေကပြောပါတယ်စကောင်စီဟာကြောက်တော်မျိုးကိုဒီကနေ့ AB လ19ရက်နေ့မနက်9:00နာရီကပင်မနက်3:00နာရီဝန်းကျင်အထိ လေးချိန်တိုင်တိုင်လေကြောင်းကနေတဆင့်ပုံ900ဘုံတွေနဲ့ရချတိုက်ထိုက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီဘုံတွေဟာပြည်တော်သားရက်ကွက်နဲ့ချမ်းရွာဘက်ကိုကြောက်ရောက်ပေါက်ခွဲကာအခုလိုအရဲသားတို့အသေးဆုံးပြီးတော့20နီးပါးထိခိုက်ဒဏ်ရာရှိခဲ့ရတာဖြစ်တယ်လို့ဒေသတွင်းသတင်းအရင်းမြစ်ကအတည်ပြုပြောပါတယ်စစ်ကောင်စီဟာဒီတိုက်ခိုက်မှုကိုလူအများအိပ်ပျော်နေချိန်မှာချေချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လူတွေထိခိုက်ဒဏ်ရာရတာတွေအပြင်နေအိမ်တွေလည်းများစွာပျက်စီးသွားတာရှိခဲ့သေးတယ်လို့လည်းဆိုကြပါတယ် လက်ရှိမှာတန်ရာရတဲ့သူတွေကိုအာရခတတော်ကစေဝါကုတာပေးတာပဲလှုပ်ဆောင်နေပြီးတော့အသေးစိတ်အချက်လက်တွေကိုတော့ကောက်ယူနေစေဖြစ်တယ်လို့လည်းသူကပြောပါတယ်။ပြီးခဲ့တဲ့အေပီလ23ရက်နေ့မဟာစကြံအကျိုးနေ့မှာလဲစက်ကောင်စီဟာကြောက်တော်မျိုးကိုလေကြောင်းရည်တစ်ဆင့်ပေါင်900ဘုံနှလုံးနဲ့ကြေချတ်ခိုက်ခဲ့တာကြောင့်နေအိမ်30ကျော်ထပ်မနေပြက်စီးသွားခဲ့ရပြီးအရဲသားနှုတ်ဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့ရပါတယ်။စကောင်စီဟာအေပီလာ၂ရက်နေ့ကပင်၂၂ရက်နေ့အထိငလျင်ဒန်တဲ့ပြည်သူတွေကိုဆန္ဒထုတ်ထားတဲ့အနေနဲ့အပြည့်ရအကြောင်းထုတ်ပြန်ကြေညာထားပေမဲ့ ရခိုင်ဒေသမှာတော့စစ်ကောင်စီဟာနေအမြေပြန်ရလူစိမ့်နဲ့ထိုးစစ်ဆင်တိုက်ခိုက်တာလေကြောင်းတိုက်ခိုက်တာစတာတွေကိုစစ်ကောင်စီကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေရလဲဖြစ်ပါတယ်ခင်ဗျာဆလပ်ပြကြမှာကတော့တန်တွဲကနေရပြန်ခွင့်မရသေးတဲ့စစ်ရှောင်းနှစ်တောင်းကျော် စားဝတ်နေရခက်ခဲနေရဆိုတဲ့တင်ကိုကြားမှာပါတန်တွဲမျိုးကနေရပြန်ခွင့်မရသေးတဲ့စစ်ပေးဆောင်ပြည်သူ2000ကျော်လောက်ဟာစားဝတ်နေရအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်အဲ့လိုနေရပြန်ခွင့်မရသေးတဲ့စစ်ပေးဆောင်ပြည်သူတွေဟာကမ်းခြေဒေသမှာနေထိုင်ကြတဲ့ဒေသခံပြည်သူတွေဖြစ်ပြီးတော့စစ်ကောင်စီရဲ့နေပြည်တော်အနေနဲ့မိုင်းအနေရတွေအပြင်ဒေသလုံးချုံရေးစိုးရိမ်နေအနေအထားမှာရှိနေသေးတာကြောင့်အရခတ်တော်ကနေရပြန်ခွင့်မပေးတာဖြစ်တယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတို့ကပြောပါတယ် ဒါအပြင်တစ်ဖက်မှာလည်းအဲ့ဒီနေရာတွေကိုအရောခတော်ကမိုင်းရှင်းလင်းရေးတွေလည်းလုံဆောင်နေတာရှိနေတယ်လို့လည်းဆိုပါတယ်။တန်တွဲမြို့ငပလီမြို့တွေကဒေသခံတွေဟာဟိုတယ်လုပ်ငန်း၊ရေလုပ်ငန်းနဲ့ဆက်လုပ်ရေးလုပ်ငန်းတွေကိုအဓိကထားလုပ်ကိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ငါးဖမ်းလုပ်ငန်း၊ဆက်လုပ်ရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်းတွေကလည်းရနှားထားရတာကြောင့်နေရပြန်ခွင့်ရတဲ့ဒေသခံပြည်သူအများပြားဟာလည်းစားဝတ်နေရေးအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ အရခါတော်အနေနဲ့တော့ဒေသခံပြည်သူတွေကိုငားဖမ်းခွင့်ပြုပေးထားတာရှိပေမဲ့စစ်ကောင်စီရဲ့အန္တရာယ်တွေကြောင့်ဒေသခံတွေဟာကံဝေးငားဖမ်းလုပ်ငန်းကိုလုပ်ကင်ခြင်းမပြုနိုင်သေးတဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုပါရတယ်။တန်တွဲမြို့နယ်ကိုအရခါတော်ဟာစစ်ကောင်စီတထဲကနေပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့မှာအပြီးသက်သိမ်းပိုက်ရှိခဲ့တဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြားမှာကတော့အပြည့်ရကာလမှာလေကြောင်းတိုက်မှုလုပ်တာဟာလူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီဘဲဂျနီဘာစာချုပ်ကိုချိုးဖောက်တာလို့ HTCO ပြောဆိုရတဲ့တင်ကိုကြားမှာပါစစ်ကောင်စီအနေနဲ့အပိလ၂ရက်နေ့ကပင်22ရက်နေ့အထိရပ်ပေါင်း20ကြာအပြည့်ရတယ်လို့ထုတ်ပြန်ကြေညာထားပြီးတဲ့နောက်မှာစစ်ကောင်စီကအခုလိုလေကြောင်းတိုက်မှုလုပ်ဆောင်နေတာဟာလူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီဘဲ ဂျနီဘာစာချုပ်ကိုချိုးဖောက်တာဖြစ်တယ်လို့ရခိုင်မျိုးသားများအဖွဲ့ချုပ် UNLA ရဲ့လူသားချင်းစာနာထောက်ထားရေးဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကပြောဆိုပါတယ်။စစ်ကောင်စီဟာအပြည့်အဝကြီးညာပြီးနောက်ပိုင်းမှာရခိုင်ဒေသကကြောက်ဖြူကြောက်တော်မြင့်နယ်တွေကိုလေကြောင်းတိုက်ခိုက်တာ drone နဲ့ဘုံးကျက်တိုက်ခိုက်တာစက်တက်လေထီးတွေနဲ့ဘုံးကျက်တိုက်ခိုက်တာတွေအပြင်နေပြည်တော်ကလည်းလက်နက်ကြီးတွေနဲ့လူနေရပ်ကွက်တွေကိုပြစ်ခတ်တိုက်ခိုက်တာစက်တိုက်လှုပ်ဆောင်ခဲ့တာရှိခဲ့ပါတယ်။ ဒီနေ့ဧပြီလ19ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာလဲစက်ကောင်စီဟာ Jet Fighter တစ်စီးနဲ့ကြောက်တော်မြို့နယ်အတွင်းကအရဲသားတွေနေတဲ့နေရာတွေဖြစ်တဲ့ပြည်တော်သားမြို့သက်ရှမ်းရွာအစားရှိတဲ့ရက်ွက်တွေကိုပေါင်900ဘုံနဲ့ကြဲချတိုက်ခိုက်တာ Rocket ဘုံသီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာ cluster ဘုံတွေနဲ့ပြစ်ခတ်တိုက်တာတွေကို၄ချိန်တတိုင်လှုပ်ဆောင်ခဲ့ပါတယ်။အဲလိုစစ်ကောင်စီကပြစ်ခတ်တိုက်ခဲ့တာကြောင့်အရဲသားတအုပ်တေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ၂၀နီးပါးရှိခဲ့ရပြီးတော့အဲလိုထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာကလေးငယ်၆ဦးနဲ့အမျိုးသမီး၉ဦးတို့ဖြစ်ကြတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီအနေနဲ့အခုလိုပြည်သူတွေအပေါ်အန္တရာယ်များဖြစ်စေနိုင်တဲ့လက်နက်တွေနဲ့ပြည်သူတွေနေထိုင်ရာဒေသရက်ကွက်တွေကိုပိတ်မထားတိုက်ခိုက်နေတာဟာအပြင်းအထန်ဆိုးရိမ်စရာဖြစ်တဲ့အပြင်လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေနဲ့မညီဘဲ ဂျနီဘာစာချုပ်ကိုချိုဖောက်ရလဲရောက်တယ်လို့ HDCO ကပြောဆိုထားပါတယ်။ဒါအပြင်အပြစ်ရက်ကာလရပောင်း20အထွန်းမှာတမင်တကာလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေတာဟာအကြီးမားဆုံးချိုးဖောက်တဲ့မှတ်တမ်းဖြစ်တယ်လို့လည်း HDCO ကဆိုထားပါတယ်။စက်ကောင်စီအနေနဲ့အပိလ19ရက်နေ့ကကြောက်တော်မျိုးကိုတိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှုအတွင်မှာ cluster ဘုံတွေကိုအတုံးမြှုပ်တိုက်ခိုက်ခဲ့တာဟာလွန်စွာစိုးရိမ်ဖွယ်ဖြစ်ရတဲ့ခုဖြစ်ပြီးတော့ ကလစတာဘုံတွေဟာတတန်းရှိစွာမပေါက်ခွဲပဲကြန့်ရှိနေတဲ့အကြောင်းဒေသခံပြည်သူတွေအတွက်အလွန်အန္တရာယ်ဖြစ်စေနိုင်တဲ့ဟာဖြစ်တယ်လို့လည်းဆိုပါရတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေလူသားချင်းစာနာရေးလုပ်ငန်းမှာပါဝင်သူတွေအနေနဲ့ဒီလိုအခြေအနေတွေကိုနှီးကပ်စွာစောင့်ကြည့်ကြဖို့နဲ့မပေါက်ခွဲသေးတဲ့ပစ္စည်းတွေကိုဖယ်ရှားရေးအတွက်အထောက်အကူပြုဖို့ထိခိုက်ခံရတဲ့ဒေသခံတွေကိုလိုအပ်တဲ့ကာကွယ်မှုနဲ့အကူအညီတွေရှင်းရရှိဖို့ဆောင်ရွက်ပေးကြဖို့ကိုလည်း HTCO ကတိုက်တွန်းပြုစုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြားမှာကတော့စက်ကောင်စီရဲ့နေပြီးတော့အီလာလီတက်စကန်ကို short tight တုံးနဲ့ပြက်ခတ်ခိုက်ခံရတယ်ဆိုတဲ့တင်ကိုကြားမှာပါပြီးခဲ့တဲ့အီဘီလာ၁၈ရက်နေ့ညမှာစက်ကောင်စီရဲ့နေပြီးတော့အီလာလီတက်စကန်ကို short tight တုံးနဲ့ပြက်ခတ်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်အဲ့ဒီတိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့အတူကျက်တဲ့နဲ့ရှမ်းတောင်အဖွဲ့တို့က ည8:35မိနစ်မှာတရားခွန်မမရှော့တိုက်ထုံး၃လုံးနဲ့ပြစ်ခတ်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါရယ်။အဲ့လိုရှော့တိုက်ထုံးနဲ့ပြစ်ခတ်ခိုက်ခဲ့တဲ့နေရာမှာလေနေမီလုံချုံရေးတင်းကျပ်မှုရာသီဥတုဆိုးရွားမှုတွေရှိခဲ့ပေမဲ့ပြစ်ခတ်လိုက်တဲ့တရားခွန်မမရှော့တိုက်ထုံး၃လုံးစလုံးဟာပြစ်မှတ်တွေကိုထိမှန်ပေါက်ကွဲခဲ့တယ်လို့ဆိုထားပါရယ်။ဒါပေမဲ့လက်ရှိလက်ဒက်စခန်းအတွင်ကြောက်ရောက်ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအခြေအနေတွေကိုတော့ဆက်လက်အတည်ပြုဆုံဆန်းမှုတွေလှုံ့ဆော်နေပြီးတော့ပြန်လည်ထုတ်ပြန်ပြီးသွားမယ်လို့လည်းဆိုထားပါရယ်။အခုလိုနေပြီးတော့ AI Less ခံကိုတခိုက်ခဲ့တာဟာ စကောင်စီအနေနဲ့ငလျင်တန်ကြောင့်ပြည်သူတွေတိုက်ခိုက်မှုရှိနေချိန်မှာတော့အဲ့ဒီလက်ထက်စခန်းကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတဲ့အတွက် BWM Mission တပ်တွေတွေအနေနဲ့လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာမကွေးအချင်းတောင်ရှိတိုက်ပွဲဖြစ်လို့နိုင်ငံရေးအကျဉ်းသားအ ਨੇ စုံနှုတ်တေဆုံးခဲ့တဲ့ဆိုတဲ့တင်ကိုဆက်ပြီးကြာမှာပါပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကမကွေးအချင်းတောင်ရှိမှာ လိုကပီဒီယအဖွဲ့တွေနဲ့စက်ကောင်စီလက်အောက်ခံတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။အဲလိုတိုက်ပွဲဖြစ်ပွားနေချိန်ညနေ6နာရီဝန်းကျင်လောက်မှာအကျဉ်းထောင်အတွင်းမှာလည်းအကျဉ်းအုပ်စည်းဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကြားတင်းမာမှုအချို့ဖြစ်ပွားခဲ့တာရှိခဲ့တယ်လို့ဆိုပါတယ်။ဒီလိုထောင်တွင်းအကျဉ်းသားတွေနဲ့ဝန်ထမ်းတွေကြားတင်းမာမှုတွေကြောင့်အကျဉ်းအုပ်စည်းဝန်ထမ်းတွေဟာထောင်ဘူးဝါနဲ့ကင်းမျော်စင်ကနေ တနက်ပြစ်ခတ်တာကိုလှုံ့ဆော်ခဲ့တယ်လို့ဆိုပါရတယ်။အဲ့လိုတနက်နဲ့အကျဉ်းသားတွေကိုအကျဉ်းဦးစီးဝန်ထမ်းတွေကပြစ်ခတ်ခဲ့တဲ့အတော့ထောင်တွင်းဓမာယုံမှာနေထိုင်တဲ့နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါဝင်နိုင်ဂျင်းအူအ ਨੇ ဆုံးတည်ဆုံးခဲ့ရတယ်လို့ဆိုထားပါရတယ်။ဒါအပြင်နောက်ထပ်နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားများစွာဟာလည်းထိခတ်ဒဏ်ရာရှိခဲ့ရပြီးတော့အဲ့ဒီကငါးဦးထပ်မင်းဲကိုလည်း ဆေးဝါးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဟာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်တွင်းစုံစမ်းမှုတွေလုံဆောင်နေတာတွေရှိနေလို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ ဒီနေ့တနေ့တာထုတ်လွှင့်မှုရဲ့နောက်ဆုံးအနေနဲ့ကြားမယ့်သတင်းကတော့အန်ယူဂျီနယ်စစ်ကောင်စီတို့ဆက်လက်အပြစ်အခတ်ရကြဖို့မလေးရှားဝန်ကြီးချုပ်တိုက်တွန်းပြုဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါပြီးခဲ့တဲ့ April 18ရက်နေ့မှာစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခန်တိုင်းတို့ကို မလေးရှားဝန်ကြီးချုပ်အန်ဝါ Ibrahim ကတွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပြီးတော့နှစ်ဖက်စလုံးကအပြစ်အခတ်ရစဲရေးကိုဆက်လက်တရန်တိုးချဖို့ကိုတိုက်တွန်းပြုဆိုခဲ့တာရှိခဲ့တယ်လို့ဆိုပါတယ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် အန်နဝါဣဘရာဟင်ဟာစကောင်းဆောင်မင်းအောင်လိုက်နဲ့ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကထိုင်းနိုင်ငံဘကောက်မြို့မှာလူချင်းတွေ့ဆုံခဲ့တာဖြစ်ပြီးတော့အမျိုးသားညွန်ရေးအစိုးရအန်ယူချီဝန်ကြီးချုပ်မန်ဝင်းခန်တိုင်းနဲ့အွန်လိုင်းကနေအစဉ်ဧပြီလ18ရက်နေ့မှာတွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။လက်ရှိမြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလွတ်ခွက်ခဲ့တဲ့ငလျင်ကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရတာရှိပြီးတော့ လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာတွေစောင့်ရွက်နိုင်ဖို့လိုအပ်တာကြောင့်အခုလိုနှစ်ဖက်စလုံးအနေနဲ့တိုက်ပွဲတွေကိုဆက်လက်ရတန်းဖို့အတွက်ကိုတိုက်တွန်းခဲ့တာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကထိုင်းနိုင်ငံသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ငလျင်တန်ကျောင်းအရေးပေါ်လူသားချင်းစာနာထုတ်ထားမှုအကူအညီတွေကိုပြည်သူတွေစီကိုအမြန်ဆုံးရောက်ရှိနိုင်ဖို့အတွက်ကိုလည်းအဓိကထားဆွေးနွေးတာတွေကိုလှုံ့ဆော်ခဲ့တယ်လို့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခန်တန်းနဲ့လည်းမလေးရှားနိုင်ငံမှာလူချင်းတွေ့ဆုံဆွေးနွေးဖို့ကိစ္စရပ်တွေကိုလည်းပြောဆိုခဲ့တာရှိခဲ့တယ်လို့ဆိုထားပါဗျ။ ဒါအပြင် NUG အနေနဲ့လည်းဒီတွေးဆောင်ဆွေးနွေးပွဲအတွင်းမှာမြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရေးကိစ္စအာဆီယံဥက္ကဋ္ဌနဲ့တကွအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့လည်းဆက်ဆံရေးတိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်းပွဲပွင့်လင်းလင်းဆွေးနွေးကြကြတယ်လို့လည်း NUG ကသတင်းထုတ်ပြန်ပြသထားပါတယ်ခင်ဗျာ ကျွန်တော်တို့ CNA တင်ထနာရဲ့တင်ထတာဗီဒီယိုတင်ထထွက်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တင်တွေကိုနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါအကြောင်းကာရာပြုအပ်ပါတယ်။နောက်ရက်တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တင်ထတဲ့တင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စာမျက်နှာရှိနိုင်မှာအကြောင်းတင်ကောင်းပါပါတယ်ခင်ဗျာ။